ီကနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးတစ်ပုဒ်ကတော့ PDF insight မှာပေါ်ပြထားတဲ့လွန်ဆန်လို့မရတဲ့ပြည်သူစွမ်းအားနဲ့လူမိုက်အားပေးနိုင်ငံများဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။မြေဥတော်လန်ရေး၄နှစ်ပြည့်လာတဲ့အခါမှာကချင်၊ကရင်ချင်း၊ရခိုင်၊ကရင်နီစတဲ့တိုင်းရင်းသားဒေသအများစုမှာအကြမ်းဖက်စစ်ကောင်စီအားအရေးပါတဲ့နယ်မြေတွေကို လက်လွတ်ခဲ့ရပြီးဖြစ်ပါတယ်။ ကြံရှိနေတဲ့နေမြေတွေမှာလည်းတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတာတွေ့ရမှာပါ။ရခိုင်မှာသုံးမြို့နယ်ပဲကြံတော့တယ်လို့ကရင်နီမှာမိုးပြင်းနယ်တွေကရန်သူထိုးစစ်တွေကိုကရင်နီပူးပေါင်းတပ်တွေကကောင်းစွာဟန်တားနိုင်နေတာဖြစ်ပါတယ်။ဗမော်ကတော့အကြံဖတ်တပ်ဟာစစ်ကူတချို့ချပေးနိုင်ငယ်လို့ဗမော်တမျိုးလုံးတိမ့်ပတ်ရေးရရဲ့ချုပ်ထက်ကြသွားနိုင်တာကလွဲလို့ထူးခြားမလာနိုင်ပါဘူး။ ။ KYA နဲ့ပူးပေါင်းတပ်တွေကနောက်တနေရာအတွက်တောင်ပြင်ဆင်နေလောက်ပါပြီ။ကရင်ပြည်နယ်မှာတော့ KNU တပ်မဟာ3ကရွှေချင်းတပ်မဟာ4ကထဝယ်တပ်မဟာ5ကကမာမောင်းတပ်မဟာ6ကကော့ဂရိတ်ဂျုံဒူးတပ်မဟာခွန်ကလှိုင်းဖွဲ့စတဲ့နယ်တွေကိုတပြိုင်နက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ KNU ဟာဖြည်းဖြည်းမှန်မှန်နဲ့အောင်ပွဲတွေနဲ့အတူလက်နက်ခဲယမ်းတွေအများအပြားသိမ်းဆည်းရမိတာဖြစ်ပါတယ် ခြေတံလုံလာတဲ့ထိုးစစ်တွေအားနောက်ထပ်ပြစ်မှတ်တွေကိုဆက်ပြီးဥတီသွားမှာဖြစ်ပါတယ်။ဒီတိုက်ပွဲတွေနဲ့အတူသခိုင်းမကွေးနဲ့မန္တလေးက၄နှစ်သား PDF တွေဟာလည်းအခက်အခဲမျိုးစုံကြားကနေဆွန့်ဆွန့်ဇာဇာရွံ့ရွံ့ချွန်ချွန်တိုက်ပွဲဝင်လာနိုင်ကြတာတွေ့ရမှာပါ။စစ်တပ်ဒုခေါင်းဆောင်ကတော့နေပြည်တော်နာအထိလာပြီးတော့ကပ္ပဆဘုံမှုတယောက်အပါ ၃ဦးလောက်ဖမ်းသွားခဲ့လို့ PDF တွေအင်အားကောင်းလာပြီးဖြစ်လို့အထင်မသေးကြဘူးသူလျောက်ငယ်သားတွေကိုမှားတမ်းချွေနေတာတွေ့ကြရပဲမဟုတ်လားအညာမှာအရင်ကလို့ရွာစဉ်လက်ပြီးခိုးဆိုးလူရဲ့တပ်ဖြတ်ထင်းတယ်လို့မလုံနိုင်ကြတော့တာလဲတွေ့ရမှာပါသူတို့အတွက်တံပြန်တိုက်ခိုက်ခံရမဲ့အန္တရာယ်ကအမြဲရှိနေခဲ့ပြီးမဟုတ်ပါလား တပြိုင်တည်းမှာပဲအချမ်းဘတ်စစ်တပ်ရဲ့အာဏာလက်မလို့ရေးအသေးလေးကျိုးပန်းနေတာတွေကိုလည်းတွေ့ရမှာပါအင်အားချိန်ဝင်ညာကွဲပြားနေတဲ့ကဘာကြီးမှာအချမ်းဘတ်စစ်အုပ်စုလိုအလွန်ဆိုးသွမ်းတဲ့လူတွေအတွက် လူမိုက်အားပေးလုပ်နေတဲ့အာဏာရှင်နိုင်ငံတွေကလည်းရှိနေကြပါပဲအဲ့ဒီအင်အားကြီးနိုင်ငံခေါင်းဆောင်တွေကိုအဖေလိုပတ်ထွေးလို အရန်အောက်ကျုပ်မျက်ရည်ကန်ထိုးပြီးခရဝတ်တော်လာတဲ့မင်းအောင်လိုင်းကိုသူတို့ကိုယ်တိုင်သဘောမကျ မယုံကြည်ပင်မဲ့အလိုက်တင်လက်ခံပေးနေတဲ့သဘောပါပဲမေလ၈ရက်9ရက်လောက်ကရုရှားရင်မြင်းကြီးကချီတက်ပွဲအကြောင်းပြုပြီးမင်းအောင်လိုင်ဟာသူ့အလွန်ဖူးမြော်ခြင်းနေတဲ့တရုတ်တံမရရှိချင်းဖင်နဲ့တွေ့ခွင့်ရခဲ့တယ်မဟုတ်ပါလားဟိုကပြောတာကတရုတ်စီမံကိန်းတွေကိုလက်တွေ့ကျကျအကာအွယ်ပေးဖို့ပြောတာပါတကယ်တော့တရုတ်စီမံကိန်းဆိုတာကြောက်ဖြူနဲ့ပိုက်လိုင်းလောက်ကလွဲရင်ကျန်တာအလုံးကြီးပါ EAO နဲ့ PDF တွေလက်ထဲမှာပါ။ဒါကြောင့်သူ့ကို လေမကြီးပဲလက်တွေ့ကျကျအကာအကွယ်ပေးဖို့မယုံလို့ပြောနေတာပါ။ဒါကိုပဲမြန်မာကမ္ဘာမသိပဲအစွမ်းကုန်ကာကွယ်ပေးပါမယ်လို့ပြောလိုက်ပါသေးတယ်။နောက်သူပြောချင်တဲ့ဇာတ်ကားကိုအမိရပြောလိုက်တာတွေ့ရပါတယ်။အဲ့ဒါကတော့တမရရှိချင်းဖင်ရဲ့ဉာဏ်ပညာကြီးတဲ့ဥဆောင်မှုအောက်မှာတရုတ်ခေတ်မီအတွင်ကူးပြောင်းရေးအားတာလွန်ကောင်းမွန်တဲ့အောင်မြင်မှုတွေရခဲ့တယ်လို့ မြန်မာတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုများစွာအလေးထားပြီးတရုတ်ရဲ့ယုံကြည်စိတ်ချရတဲ့ချစ်ကြည်ရင်းနှီးတိုက်တဲ့အိမ်ကြီးချင်းအဖြစ်ထာဝရလှုပ်ဆောင်သွားလို့ကြောင့်မရှက်မကြောက်ပြောခဲ့တာပါပဲဒီစကားကိုခွဲခြမ်းကြည့်မယ်ဆိုရင် ပထမရှီကိုမြောက်ပင့်ပြောဆိုလိုက်တာ ဖြစ်ပါလေခီးစင်ကအားချင်းဖြစ်ပြီးတော့ရှီနဲ့တွေ့ရဖို့ကမသေးကြတော့ပူတင်နဲ့ဒုံးကလူလန်ကျုပ်ဇလန်းတွေရှာချင်းတိတ်မရလိုက်ဘူးနဲ့တူပါတယ် အဲ့ဒီတော့ခက်ပြောင်ပြောင်ပွဲမြောက်ပင့်ပြီးဒုတိယအနေနဲ့သူ့ကိုယုံကြည်ရတဲ့ထာဝရတပည့်ကြီးဖြစ်လက်ခံပေးဖို့တူးရှူတောင်းပန်လိုက်တာပါပဲတကယ်ဖြစ်ကတော့ဘောမာတွေပြောတယ်လို့တန်တမန်ကြီးအောင်ပွဲမဟုတ်ဘဲတပည့်ခံကြီးတောင်းပန်ပွဲတတ်တတ်တာဖြစ်တာဖြစ်ပါတယ် အဲ့ဒီတော့ပပဆက်ဆက်အာနာယူတဲ့အခါမှာစစ်သားတယောက်ဟာပြစ်တစားတယောက်လောက်တောင်ပါဇက်စီးမဆောက်နိုင်တာတွေ့ရတာပါပဲကဘာသမိုင်းမှာဗမာစစ်သားဟာအယုတ်ညံ့ဆုံးလူမဆန်ဆုံးဂရိမတီဆုံးအယုတ်မာဆုံးအထက်ဖားအောက်ဖိကြီးနိုင်ငယ်ညင်းအောက်တန်းအကျဆုံးစကားကိုဗလောင်းပလဲအပြောဆုံးစစ်သားများအဖြစ်မှတ်တမ်းဝင်သွားမှာပါပဲအမှန်ကတော့အကျန်းဖတ် တက်ထဲမှာအများစုကမင်းအွန်လိုင်းကိုမယုံကြတော့ပါဘူးရဲဝဲဦးတော်အဲ့ဒီအထဲပါနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ထောက်လန်းကြီးကအချင်းနှင်းမန်တွေကိုတိနေပါတယ်ကျမ်းဖတ်တက်ထဲကတချို့ကလည်းမင်းလောင်မျောနေကြတဲ့စစ်ပရိသတ်ဝါရအပြင်အယူသီးမှုပညာဉာဏ်နှုတ်နှဲမှုတွေနဲ့တိဆောက်ထားတဲ့အကျမ်းဖတ်တက်ကြီးဆိုတော့ကိုယ်တိုင်တွန်းလန်းလိုက်လို့ရတာကို မမြင်ကြပါဘူးဒါပေမဲ့မပူကြပါနဲ့ တနင်္ဂနွေလုံးစီရင်အခြေအနေကလေချောင်းက လွဲလို့တူလောက်နိုင်တာဘာမှ မရှိတဲ့လောက်ဖြစ်နေပါပြီဘလို့ပဲလူမိုက်အားပေးနိုင်ငံကြီးတွေရှိပါစီပြည်သူအားကိုမလွန်ဆန်နိုင်ပါဘူးဒါကြောင့်မင်းအွန်လိုင်းပေါ်လစီဟာပြည်သူဥတီတိုက်ခိုက်ရေးဖြစ်လာခဲ့တာပါပဲဒီလဆယ်နှစ်နေကဒီပန်းရင်မြို့နယ်အိုးထိန်ကွင်းကြီးရွာကစာတင်ကျောင်းကိုဘုံကျဲတာဆီယမ9ဦးနဲ့ကျောင်းသားကလေးငယ်22ဦးတေဆုံးခဲ့တယ်မဟုတ်ပါလား မင်းအောင်လိုင်းနဲ့စေအုပ်စုပေါ်ပြည်သူတရက်လုံးရဲ့နာကျင်မှုဟာအထွတ်ထိပ်ကို ရောက်နေပါပြီ။ဒီလိုဘုံကျဲမှုတွေကပြည်သူတွေရဲ့နှွေဦးတော်လန်ရေးပေါ်ထောက်ခံအားပေးမှုကိုရော့ကျသွားစေမှာမဟုတ်ပါဘူး။ပိုပြီးတိုးများလာစေမှာပဲဖြစ်ပါလေ။အာဆီယံအတိုင်းဝိုင်းနဲ့ကမ္ဘာပြည်သူတွေအားလုံးကပါအကြမ်းဖက်စစ်အာဏာရှင်များရဲ့ယူသွစွာပြုမူနေမှုတွေကိုသိမြင်လာကြပြီးစန့်ကျင်လာမှာမလွဲပါဘူး။ အဲ့ဒီအားတွင်နဲ့ဒူစေယုတ်စုအမြင့်ပြည့်ရေးက EEO နဲ့ NUG PDF များရဲ့အရေးကြီးဆုံးတာဝန်ကြီးဖြစ်လာပါတယ်။တပ်ဖွဲ့အားလုံးဟာမူလရှိပြီးလုပ်ငန်းစဉ်များအပြင်စေယုတ်စုကိုအမြန်တုတ်တင်နိုင်မဲ့အရေးပေါ်နီးပရိယေများပါပူးတွဲဆောင်ရွက်ကြရတော့မှာပါပဲ။တလန်းချင်းဆိုတာထက် လူမိုက်အားပေးနိုင်ငံကြီးတွေပါမကယ်နိုင်မဲ့ခုံပြန်ကြော်လွားတဲ့ဖြစ်စဉ်မျိုးတွေအတွက်ပါ အခြေအနေတွေ ေးနေပြီလို့ယူဆနိုင်တာပဲဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်